အားလုံးပဲမင်္ဂလာပါရှင် YC ရဲ့ Sunday Podcast အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ YC ရဲ့ Self Management Course မှာသင်ကြားထားတဲ့အတွေးတွေများနေခဲ့ရင်ဆိုတဲ့အကောင်းဆုံးလေးကြောင်းမျှဝေပေးသွားမှာပဲဖြစ်ပါတယ်လောကကြီးကိုစိတ်ကုံလာတဲ့အခိုက်တန့်တွေတလောကလုံးကလူတွေအပေါ်မှာလဲစိတ်ပြက်အာရုံလာတဲ့အခိုက်တန့်တွေဆိုတာရှိတတ်ကြပါရဲ့ လူသားတွေဖြစ်တဲ့အလျောက်အခုလိုအာရုံကျင်မိတဲ့အချိန်တွေဆိုတာတနည်းနည်းမှာကြုံကိုကြုံရပါတယ်အဲ့လိုလူတွေဟာကိုယ်အနီးနားမှာရော ကိုယ်အဝေးမှာရော ရှိနေတက်ပြန်နေ။အဲ့ဒီလူဟာကိုကိုယ်တိုင်လည်းဖြစ်နေတက်ပြန်ပါတယ်။စိတ်ညစ်နေတယ်၊အတွေးတွေများနေတယ်၊ခံစားချက်တွေနဲ့ပဲအချိန်လေးကုန်နေတယ်။ကိုဘဝနဲ့ကိုယ်အစီအစဉ်မကျအဖြစ်နေတယ်။ ဒါတွေရဲ့နောက်ွယ်မှာအကြောင်းရင်းတွေအများကြီးရှိနေနိုင်ပါတယ်။အဲ့ဒီအများကြီးထဲကမှအဖြစ်လေးရှိဆုံးအကြောင်းရင်းကတော့အားလက်နေလို့ဖြစ်နေနိုင်ပါတယ်ရှင်။ဒါကြောင့်ကိုအရင်အမဲခန်းစားချက်တွေများနေရင်ခန်းစားချက်တွေနဲ့ပဲပိတ်လောင်နေမိရင်အလုံးမဖြေတော့ဘူးလို့ခန်းစားမိလိုက်တိုင်းငါအားနေပြီလားဆိုပြီးကိုကိုကို မေးခွန်းထုတ်ကြည့်ပါ။အားနေလို့ခန်းစားချက်တွေများနေတာဖြစ်တဲ့အတွက်ကြောင့်ကိုကိုကိုအလုပ်ပေးရပါမယ်။ အလုတ်ကိုမှတကယ်ကိုမှန်ကန်တင့်လျော်တဲ့အလုတ်ဖြစ်နေဖို့အရေးကြီးပါတယ်။အချိန်မဆွဲဘူး။အာယုံကိုတခုတည်းပဲထားမယ်။အရေးကြီးတာကိုပဲအာယုံဆိုင်မယ်။စိတ်ပိုင်းဆိုင်ရာကိုပါတပါတဲ့ဂယုဆိုင်မယ်။စိတ်ကိုလန်းဆန်းအောင်ထားမယ်။အစာရှိတဲ့ပန်းနိုင်တီတီလေးတွေနဲ့တနေ့တာကို အစာပြုကြမယ်။ဒီလိုဆိုရင်စိတ်တွေလည်းမအားလဲတော့သလိုရှင်သန်နေတယ်ဆိုတဲ့အသည့်ကိုလည်းပေးပါရရှင်။ ်အာယုံကိုမပြတ်အောင် အတက်နိုင်ဆုံးထိန်းကြမယ်အလုပ်တွေရှိပါရဲ့နဲ့ဘာတွေလုပ်ရမယ်မမသိဖြစ်နေရတယ်ဆိုတာအာယုံကို တစုတစီတဲ့မထားဖြစ်ပဲအာယုံတွေပြန့်သွားလို့ပဲဖြစ်ပါတယ်အရေးကြီးတာတွေကိုအရေးမကြီးသလိုဖြစ်အောင်အထွေးတွေကြားဖြတ်ရောက်လာတာကအကြီးမားတဲ့အဟန္တာတစ်ခုပါအလုံးလုံးရင်အလုံးဖြစ်ရမယ်ဆိုတာကိုမြင်များတွေးပြီးစိတ်အာယုံပိုကောင်းအောင်အလေးချင်းတွေလုပ်ကြမယ် တနေ့တာမှာအရေးပါတဲ့ကိစ္စနဲ့အရေးမပါတဲ့ကိစ္စဆိုပြီးခွဲခြားနိုင်ဖို့ကိုဦးစားပေးတွေးကြမယ်။ပြီးရင်တော့တနေ့တာအချိန်စရာဆွဲမယ်။ schedule ကိုသာ attention ပေးမယ်။ဒီလိုဆိုရင်အားလက်နေရာတွေကအတိပဲရှိရှိနဲ့မအားလက်နိုင်တော့ပါဘူးရှင်။အလုတ်ပြီးမြောက်ဖို့ကဥစားပေးရင်အတွေးတွေထဲမပိတ်မိနိုင်တော့ဘူးပဲဖြစ်ပါတယ်။ ဒါကြောင့် YCR တို့သည်ပျော်ရမယ်တော်ရမယ်ဆိုတဲ့ခဏခဏ remind လုပ်နေကြစကားလေးလိုဖြစ်ရအောင် အတူတူကြိုးစားကြရအောင်နော်လက်မှတ်ပေါ်ကနေကြိုးစားကြပြီးအတွေးတွေကြားထဲရက်တက်မနေကြတဲ့ YCR လေးတွေဖြစ်ကြဖို့အစုမုံကောင်းတောင်းပေးလိုက်ပါရဲ့ရှင် အဆုံးထိနားဆင်ပေးကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။နောက်ပတ် YC ရဲ့ Sunday Podcast အစီအစဉ်လေးမှာ ပြန်လည်ဆုံတွေ့နိုင်စီဖို့ Learning with YC page လေးကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်။